အဲဆိုရင်ကျမတို့နိုင်ငံမှာအရှင်ဟိုးအရင်ခေတ်အစစကဘတော်မမရရှိခဲ့တရားမျှတရင်ဟိုဒီ CRSP ကိတရတယ်ဒီလိုအချိန်မှဖြစ်တာလည်းမဟုတ်ဟိုးအရင်ဟိုးအရင်ရင်ခေတ်အစစတွေရတယ်ရှိခဲ့ညီမမှတ်မိသလားညီမ6တန်း6တန်း၄ကန်း၅တန်းအရွယ်ပေါ့ဘေးအနောက်နှစ်ရွာကျော်မှာကလေးလေး၅နှစ်ပဲရှိသေးတယ်အဲဘေးအိမ်ကဦးလေးကဒီ ရိတ်လောက်တာပေါ့ရိတ်လောက်တာဟိုမှာတရားပြတောင်းမှုတရားယုံမှာအစင်အစင်နော်ဖြစ်ခဲ့တဲ့ဟိုအသက်သေးတွေရောအကောင်လုံးလိုက်တယ်တရားယုံပေါ်လည်းဒီအမှု case တွေရောက်တယ်ဒါပေမဲ့အဲ့ဒီကလေး case ကထိရောက်မှုမရခဲ့ဘူးနောက်ပြီးသွားပြီဆိုရင်ကိုငင်ရှောက်ရှောက်မှုဒီလိုမျိုးဖြစ်ခံရတယ်ဆိုရင်ပတ်ဝန်းကျင်ကအများဆုံးဟင်းဒီလိုကြီးဖြစ်တာလား तू ကဒီလိုနေလို့ဆိုတာအဲ့လိုမျိုးများသောအဖြစ်ကျင့်ဖယ်ထားတယ်ပတ်ဝန်းကျင်တစ်ခုလုံးက ဆွဲယူရမယ့်ဟာကိုသူ့အဝေးကိုပို့လိုက်တဲ့အတွက်ဒီကလေးတယောက်ရဲ့စိတ်ဒီအမျိုးသမီးတယောက်ရဲ့စိတ်အခုကတော့ကလေးသူငယ်မမဟုတ်အမျိုးသမီးအသက်60ကျော်အခုနောက်ပိုင်းတအားဒီလို case ကဖြစ်လာတယ်အဲ့တော့သူတို့တော့အကူအညီစောင့်ရှောက်မှုအဲ့လိုမျိုးပေါ့နော်ဒီမရရှိဘူး။နောက်ဖွံ့ဖြိုးတိုးတက်မှုအသက်အရွယ်ပိုင်းခြားဥမာကြောင်တက်နေတဲ့ကလေးဖြစ်စဉ်အဲအဲကြီးစင်ငယ်လိုက်ပေါ့နော်အဲ့လိုမျိုးကလေးအဲ့လိုမျိုးဖြစ်တဲ့ကိစ္စတွေဆိုရင်လည်း ဖွံ့ဖြိုးတိုးတက်မှုဆိုတာမရအောင်အောက်ဝန်ကျင်အများသောအဖြစ်ကျင်းဖယ်ထားတဲ့လူအတိုင်းဝိုင်းနေဆွဲမတင်တော့တချို့ဆိုဆက်ပင်းရှောင်းနေနေအောင်မှာဆိုရင်ဟိုဒီအကာလေးပဲရှိတယ်ညာဘက်ကျရင်ဒီဘူကြီးကဒီလိုလာမယ်ဟိုပြောထားပြောထားတယ်ဒါပေမဲ့အဲ့ကောင်မလည်းဒါကိုလက်မခံနိုင်ဘူးအဲ့လိုမျိုးဖြစ်တယ်ဆိုနောက်နေ့ကျရင်သူ့နဲ့ပတ်သက်တဲ့လူချိန်ချောက်တယ်အဲ့လိုမျိုးတွေနဲ့အခုနောက်ပိုင်းကဘယ်လန်းလက်နဲ့မကင်မဆိုဒီဟာတွေကအခုနောက်ပိုင်းအများကြီးဖြစ်လာတယ် ဒါမဲ့တောင်းဝန်ယူပေးမဲ့အဖွဲ့အစည်းဆိုတာမရှိဘူးညီမတို့မှာအစိုးရတရားအဖေခေါ်စရာအစိုးရဆိုတာဘာမှမမရှိဘူးဟိုအရင်ကလည်းမရှိတော့ကိုယ်လည်းမရှိခဲ့ဘူးကြားမရေဒီလိုမျိုး case ဖြစ်ပြီးသွားပြီးဆိုရင်ဘယ်အဖွဲ့အစည်းကိုဆက်သွယ်ပြီးတော့ဘယ်လိုမျိုးကြားမရေကိုညီမှုအဆောင်ဆောင်မှုရအောင်လဲဆိုတာမရှိဘူးဒါမဲ့ light chain နေတာပဲညီမအဲမဲဆောက်ရောက်ပြီး case တစ်ခုရှိရအဲ့ဒီ case က အတန်းငယ်မတိန်၅နှစ်ပဲရှိသေးတယ်မြမရဲ့အိမ်ဘေးမှာလာနေတာကျမရဲ့စောင်းရှောက်မှုဆိုတော့သူတို့ဒီ case ဖြစ်ပြီး6လမှကျမရဲ့စေစစ်မှုကိုရတာအဲ့ဒီခလေးဆိုအပြင်မထွက်ရဲဘူးအပြင်မထွက်ရဲဘူးအိမ်ထဲမှာပဲအမှောင်နဲ့အမှောင်နေတယ်အပြင်လည်းတကားလည်းမဖွင့်ဘူးသူ့ခလေးကိုလည်းဘယ်အပေါ့ဝင်ချင်လည်းမပေးတွေးတော့